ဟုတ်ကဲ့မင်္ဂလာပန်းနဲ့ပြည်စုံကြပါစီခင်ဗျာနော်ကိုစိတ်နှစ်ပါးဆွေးနွေးချမ်းမြေ့ကြပါစီလို့ကျွန်တော်တို့ရဲ့ဖြူစင်မြေတာ YouTube Channel Live လေးကနေပြီးတော့ဘနာမဆူတောင်းမြေတာလေးပို့တာပါတယ်အဲ့တော့ကျွန်တော်ဆောနာပြောခဲ့သလိုပဲကျွန်တော်တို့ကဒီမှာ point ကိုကျွန်တော်အကုန်လုံးပြီးအောင်ခွေမယ်ပေါ့နော်အခုဒီမှာကျတော့ဒုတိယအခွေလေးပေါ့နော်ဒုတိယအခွေမှာကျွန်တော်ကအစကလေးဒီအဲကျိုးရဲ့အစဒီကျွန်တော် point အငယ်ပေါ့နော် shape အခန်းကနေစတယ်ပေါ့နော်ဒါကျိုးရဲ့အစပေါ့ခင်ဗျာနော်အဲ shape 30စနစ်ပြောရလို့ရှိရင်ဒုတိယအထုပ်မှာကျတော့ 10စနစ်အစနစ်မှာကျွန်တော်တို့ coin ကျိုးကိုရှုံးထားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်က coin အငယ်ကစားတဲ့ဟာကိုကျိုးအစလို့တတ်မှတ်ထားတယ်ပေါ့နော်ကြည့်ဒီမှာဆိုရင်ကျွန်တော်ကဒီပထမတစ်ခုမှာပေါ့နော်ဒါတတိယအဖေးပေါ့နော်ဒီမှာပထမအဖေးအစောနာကွေလိုက်တာဒီဒုတိယအဖေးဒီမှာကျတော့ကျွန်တော်တို့တတိယအဖေးရဲ့ပထမအခုလေးပေါ့နော်အဲဒီမှာစက်ကကျွန်တော်တို့ကျိုးအစနော် coin အငယ်လေးကနေကျိုးစားထားတယ်အဲပြီးရင်ကျွန်တော်တို့စနစ်မှာပြန်ဆုံးမယ်အခုဒါဒုတိယ တတိယဖွေရဲ့ဒုတိယအခူလေးကိုကျွန်တော်ပြန်ပြီးတော့ခွေးတဲ့အနေထားလေးကိုပြပြမယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ကွိုင်လေးတွေကိုခွေခွေထားပြီးလို့ရှိရင်ကျွန်တော်ဒီမှာကွိုင်ကျိုးအဟောင်းနဲ့ချီနောင်ပြီးတော့ထားထားတယ်ပေါ့နော်အဲဒီမှာကျတော့ကျွန်တော်တို့ကသူ့ကိုအတိုင်းနမူနာလုပ်နေစရာမလိုတော့ဘူးပေါ့နော်တစ်ခါလှုပ်ထားပြီးပြီဆိုတော့လေပြီးရင်ဒီမှာကလည်းတပရိတ်တဲ့ကျွန်တော်တို့တစ်ခါတည်းကွိုင်ခွေပြီးမှဟိုမှာကွိုင်ထမ်းမယ်ပေါ့နော်ကဲစမယ်နော် တော့82နဲ့ပင်ရရှိသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဂျိုးဝိုင်ဟောင်းလေးနဲ့ချီနောက်ပြီးတော့သူ့ကိုခဏလေးယာယီထားရမယ်ပေါ့နော်ပြီးွားရဲ့ဒုတိယအတိုင်းလေးကိုကျွန်တော်တို့ပေါ့နော်အစီအတိုလေးတွေမှန်အောင်ကောက်ပေါ့နော်ဝိုင်ခွေတဲ့ခါမှာ အဲ့မှာကျွန်တော်ခေါနက်ရှင်နဲ့နှစ်ပင်ရရှိပြီးဒါဒုတိယအခုပေါ့နော်အလဲစားအလဲအလဲလန့်လေးပေါ့နော်ပြီးရင်ကျွန်တော်အစီအစုပ်လေးတစ်ခုပဲကြံပြီးပေါ့နော်အဲပြီးသွားရင်ကျွန်တော်ကဒီ coin ကိုဖြတ်မယ်ပေါ့ပြီးသွားရင်ကျွန်တော် coin ရဲ့အစအထုပ်လေးကိုပဲကျွန်တော်ကစပြီးထိုက်ရမှာပေါ့နော်ဒီအစုပ်လေးတွေကိုကျွန်တော်ဒီမှာထားထားတယ်ဒါဒုတိယပထမအဖေးရဒုတိယအခု ကေဒါဆိုရင်82ပင်ဆိုရင်ဒါဟိုအလုပ်ပြီးဆုံးသွားပြီပေါ့နော်တုတ်ဖိတ်စလုံးကျွန်တော်တို့ quality တွေကို ready ဖြစ်အောင်ခွေထားပြီးပြီပေါ့နော်အခုဒါဆိုရင်ပြီးဆုံးသွားပြီဖြစ်တဲ့ကျွန်တော်တို့ကဒီ quality တွေကိုကျွန်တော်ဖြတ်လို့တော့ရသွားပြီပေါ့နော်ဒါဆိုရင်ဒါတတိယ affe ပေါ့နော်အဲကျွန်တော်တို့ဒီမှာတတိယ affe မှာကျွန်တော်လည်းပဲ10နဲ့3တစ်ခုမှာတစ်ခုအဲဒါတစုံပေါ့နော် ဲ့ဒါကျွန်တော်ကဒါလေးကိုခဏထားထားမယ်ထားထားပြီးလို့ရှိရင်ကျွန်တော်ကဒုတိယခွေထားတဲ့ coin ပဲဖြစ်ဖြစ်နောက်ဆုံးတတိယခွေလိုက်တဲ့ coin ပဲဖြစ်ဖြစ်ကျွန်တော်ကစပြီးတော့ account ထည့်လို့ရပါတယ်เนาะဒါပေမဲ့ကျွန်တော်တို့ကဒီအစ coin အဆုံး coin လေးတွေတော့မအောင်လုပ်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဒုတိယအပိုးရဲ့ပေါ့နော်ကျွန်တော်တို့ UVW เนาะကျွန်တော် V ထည့်တဲ့အခါမှာကျွန်တော်တို့က ဒီကနေပြီးတော့နှမြောင်းချပြီးတော့ကျွန်တော်တို့ဒီတတိယမြောင်းမှာထည့်ရမှာပေါ့နော်တတိယမြောင်းမှာကျွန်တော်တို့ကဝိုင်းရဲ့ဟွာလေးပေါ့ရှေ့အခန်းကအငယ်လေးကနေပြီးတော့ကျိုးအစလေးပါတဲ့ဟာလေးကိုကျွန်တော်တို့ထည့်မယ်ပေါ့နော်အဲဒါကျွန်တော်တို့ဝိုင်းလေးတွေကိုအလုံးကိုမောက်ချထားမယ်နော်ဒါတို့လေးခုံခုံလေးဖြစ်နေတာဒါပလစ်ပြန်နေတာပေါ့နော်ဒီလိုလေးမောက်လိုက်လို့ရှိရင်သူကခုံခုံလေးဖြစ်သွားမယ်ပလစ်ပြန်ရင်တော့သူကအပေါ်လန်နေမယ်ဒါကိုကျွန်တော်တို့ကဒီကျိုးအစလေးကို စကိုကျွန်တော်တို့ကမြင်းစကွန်ရဲ့မျက်နှာချင်းဆိုင်မှာဆိုကျွန်တော်ဘဲဘဲချမ်းကကြားတယ်ပေါ့နော်ဟုတ်ရဲ့မျက်နှာပြင်းနဲ့အဲ့ဒါလေးကိုကျွန်တော်တို့ကဒီမှာယာယီချီထားတဲ့ဟာလေးကိုဖြီးလိုက်တယ်ဖြီးလိုက်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ point လေးတွေကိုစပ်ပြီးတော့ထည့်ပြီးပေါ့နော်အဲနှမြောင်းချပြီးတော့ကျွန်တော်၃မြောင်းမြောင်းမှာပရမထည့်ထားတဲ့ point နဲ့ကိုက်ရဲ့ကလေးကိုကျွန်တော်တို့ထည့်သွားရမှာဖြစ်ပါတယ်ဟိုဘက်ကဘဲဘဲချမ်းလက်ကအရင်ထည့်ပြီးရင်ညာဘက်က point လေးတွေကိုကျွန်တော်အသာလေးလှုပ်ချလိုက်မယ်ပေါ့နော် ဒီခေါ်ရအောင်ဆလုံးလေးထည့်မယ်အဲ့လိုလေးပေါ့ဒီလိုလေးပဲပုံမှန်လေးကျွန်တော်တို့တွားကြမယ်ပေါ့နော်โอเคပြီးရင်ကျွန်တော်ပြောနေကြအတိုင်းပဲ coin လေးကိုကျုပ်အစလေးကိုကျွန်တော်ဒီလိုလေးတိတ်ထားမယ်ပေါ့နော်တိတ်ထားပြီးလို့ရှိရင် coin လေးကိုနည်းနည်းလေးကောင်းမယ်ဒီအခန်းရှင်းထည့်လို့ရအောင်ကျွန်တော်ကနည်းနည်းလေးကောင်းမယ်ပေါ့နော်နှစ်ဖက်စလုံးကိုကောင်းမယ်ပြီးရင် ဟိုဘက်ကိုပြန်မလဲတော့ပါနဲ့ဒီဘက်ချမ်းကနေပြီးပဲ꽌ကို1 3 4 5 6 8ခင်းမြောင်းမြောင်းမှာကျွန်တော်တို့ဒီတချမ်းကိုပြန်ထည့်မယ်ပေါ့နော်เนาะအတိုင်းပိုင်းကိုကျွန်တော်တို့အသေးစိတ်လေးမရိုက်ပြနိုင်ပါဘူးတောင်းမှန်ပါလေခင်ဗျာเนาะကျွန်တော်ကကင်မရာမင်းတိတမရှိပါဘူးကင်မရာမင်းတိတရှိတော့သူကကျွန်တော်တို့အတိုင်းပိုင်းလေးတွေဇူးဆွဲတာတို့အနိကရိုက်ပြတာလို့လုပ်ပြလို့ရတယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော်တယောက်တည်းလုပ်ငန်းထဲက အတွေ့အကြုံလေးကိုပြန်လဲရိုက်ပြတဲ့အတွက်ကျွန်တော်အခုလိုမျိုးပဲခက်ခဲဖြစ်တယ်ပေါ့နော်အဲပြီးရင်ဘောအောက်စလော့လေးကိုကျွန်တော်ထည့်မယ်ပွိုင်းကိုကြည့်ကောင်းမြင်တာကိုကျွန်တော်နည်းနည်းလေးလေမျိုးလင်းမလေးနဲ့ဖြီးပြီးတော့ကျွန်တော်ညှိသွားမယ်အတွင်းရဆလော့မြောက်ထက်နှိပ်ချနေအောင်ကျွန်တော်ပွိုင်းလေးတွေကိုနှိပ်ချထားမယ်ပေါ့နော်ဒီလိုလင်းမလေးပဲ ောက်ဇာလေးရအောင်ချိုးပြီးတော့နှိပ်ချထားမယ်။ယင်းဒုတိယအကွိုင်းလေးကိုကျွန်တော်အခန်း30လေးကိုထည့်မယ်ပေါ့နော်။အခန်း30လေးကိုထည့်မယ်။ဟိုဘက်ကဘယ်ဘင်းလေးကအကွိုင်းနည်းနည်းထည့်မယ်။ညာဘက်ကလှုပ်ချမယ်။ဘယ်ဘင်းလေးကအကွိုင်းနည်းနည်းထည့်မယ်။ညာဘက်ကလှုပ်ချဘယ်ဘင်းကအကွိုင်းထည့်ညာဘက်ကလှုပ်ချဒါရင်းနဲ့ပဲအကွိုင်းလေးတွေအလုံးမြောက်ထဲကိုရောက်ရှိသွားမှာဖြစ်ပါတယ်နော်။အဲစိတ်ဝင်စားရင်တော့လွယ်ပါတယ်။စိတ်ဝင်စားရင်တော့ကျွန်တော် လက်ငယ်ဖြစ်ပါတယ်ခင်ဗျာနော်ပြီးရင်အပေါ်ကနေအုပ်စလောလေးထည့်မယ်ချီထားတဲ့ကျွန်တော်ဘောရဂျူးလေးကိုဖြီးမယ်ကွင်လေးထပ်ထည့်ရအောင်ကျွန်တော်နည်းနည်းလေးကားမယ်ကွင်ရဲ့ဂိုင်းကူလေးအစီအတူကျွန်တော်နည်းနည်းညှိပေးမယ်ပေါ့နော်စီနေရင်လည်းရုပ်ဆိုးတဲ့အတွက်အဲဒါဆိုရင်ကွင်ကိုနည်းနည်းထပ်ကားမယ်ဒီပချမ်းကိုကားမယ်ပြီးရင်ဒီဘက်ကပဲကျွန်တော်တို့ကွင်လေးတွေကိုဘက်ကအရေးထက်ညာဘက်ကလှုပ်ချ ဒီဘေးချမ်းကိုတတ်ထက်ညဘေးကလှုပ်ချပေးမယ်။လင်ညိုးလေးနဲ့ဆွဲမယ်။ Okay လင်ညိုးလေးနဲ့လင်မလေးနဲ့ဖေးမပြီးတော့ကျတို့ကဝိုင်ရဲ့ဆလုံးမြောင်းထဲကိုဝိုင်လေးဝင်အောင်ကျတို့လှုပ်ချတော့မယ်ပေါ့နော်။အစီအစဉ်တင်ဆက်တဲ့ဒီမှာကျွန်တော်အစီအမပြေတာလေးတွေအခုခွင့်လွှတ်ပေးပါတော့။ဝိုင်းလေးတွေကိုကောင်းမြင်ပါအောင်ကျွန်တော်ညှိမယ်။လှုပ်ချမယ်။ ွယ်လေးလေးကိုကြည်ကောင်းမြင်တာအမိမလိုက်ချထားမှာ။ဒီနောက်ဆုံးစနစ်အခန်းလေးကိုကျွန်တော်တို့ဒုတိယအဖွေမှာကျွန်တော်တို့ထည့်မယ်ပေါ့။ဒီမှာကျွန်တော်ဒီပထမအဖွေဒုတိယတဖွေအဲ့လိုလေးပေါ့နော်။ကွာရုံကျိုးတစ်ခါတည်းဖြီးလိုက်မယ်။ပြီးရင်ဘယ်ဘက်ကထည့်မယ်။ညာဘက်လေးကလှုပ်ချဘယ်ဘက်ကထည့်ညာဘက်လေးကလှုပ်ချအဲ့လိုလေးနဲ့ပဲ။ ။ဝိုင်းကြီးတွေကိုထက်ထက်သွားရမှာဖြစ်ပါတယ်ခင်ဗျာ။အဲဒီမှာကျွန်တော်အတိုင်းလေးအုပ်စလော့လေးကျွန်တော်ညှပ်ထဲမယ်။โอเคဒီမှာ quiet guide ကူလေးရှင်းနေတာမြင်ကျွန်တော်တို့ကရှင်းနေတာလေးနည်းနည်းလေးမြင်တယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီ quiet ကိုတောထက်အပေါ်က quiet ကိုအနောက်ကိုပြန်ဆွဲ ီကွိုင်းကိုနည်းနည်းလေးပြန်တော့ဆွဲမယ်လှုပ်ချထားမယ်ယင်းကွိုင်းကိုကားမယ်ပေါ့နော်ဒီကလည်းတော့ကွိုင်းကိုကားမယ်ဒီကကျွန်တော်တို့ပြောနေကြအတိုင်းပဲဒါပေမဲ့မချမ်းကိုအရင်ထမ်းမယ်ညာဘက်ကလှုပ်ချမယ်ဒါပေမဲ့ကိုထမ်းမယ် ရခိုင်ကနေလှုပ်ချမ်းပြပြလေးပေါ့နော်အေးစစ်စစ်လေးအမြန်လို့ပေါ့ကျွန်တော်အစာပိုင်းလေးလာတယ်ကျွန်တော်ရညီကိုများတဲ့စိတ်လုံးလို့မရပါဘူးနော်ဘောကနေအောက်စလော်လေးတစ်ခါထပ်ထည့်ပေါ့ခီဒါဆိုရင်ကျွန်တော် point လေးကိုကြည့်ကောင်းမြင်တာကျွန်တော်နည်းနည်းလေးနမူနာလေးချိုးချထားမယ်နော်ခီပါ ကဲပြီးသွားပြီဆိုတော့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒုတိယအတုပ်ထဲမဲ့ဟောဒီအဆုံးကွိုင်လေးကိုကျွန်တော်ကထားထားရမှာဖြစ်ပါတယ်ဒီမှာကျတော့ပါရမအထုပ်ရဲ့အဆုံးကွိုင်ဒီမှာဒုတိယအထုပ်ရဲ့အဆုံးကွိုင်ပြီးရင်ကျွန်တော်ကနှမြောင်းချပ်ပြီးတော့သုံးမြောင်းမြောင်းမှာကျွန်တော်တို့တတိယအဖရေကိုထဲမှာဖြစ်ပါတယ်အဲတော့ကျိုးရဲ့အဆုံးအစလေးတွေကိုလေ့လာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကျိုးဒီမိဖို့ခလောက်ပုံစံဖြစ်နေမှာဖြစ်ပါတယ်ဒီမှာဒဇဒီမှာဒဇဒီမှာဒဇဆိုရင် ဒါတတိကံပုံစံလေးဖြစ်နေမှာဖြစ်ပါတော့ဒါနောက်ပိုင်းဆိုရင်တဖြည်းဖြည်းနဲ့သဘောပေါက်လာလိမ့်မယ်လို့တော့ညွှန်လဲပါတယ်ခင်ဗျာနော်အဲဒီမှာကျွန်တော်တို့ကျိုးပိုင်းရဲ့အငယ်အခန်းကနော်အငယ်ဆေခန်းကဒါအငယ်လေးပေါ့ဒါလေးကိုကျွန်တော်တို့စပြီးထည့်မယ်နှမြောင်းချပြီးတော့တုတ်ခုမြောင်းပေါ့ကျွန်တော်တို့ထည့်တာပေါ့နော်ဒါကကျတော့ဆလုံးမြောင်းတန်မြောင်းအပေါက်ပဲအလုံး36မြောင်းရှိရဲဆိုတော့ဒီမှာကျွန်တော်တို့က60 စနေဆိုတော့စနေတလီစနေစနေနဲ့လီ24စနေ3လီ36မြောင်းဖြစ်ပါတယ်ခင်ဗျာနော်အဲ့လိုဖြစ်ပါဒါကတော့3 phase motor လေးပေါ့နော်သူကမော်တာ coin မှာကျွန်တော်ကတန်မြောင်းဆလော့မြောင်းထည့်ရမယ်အခန်းလေးတွေသူက quality လောက်ထားပြီးသားဖြစ်ပါတယ်เนาะအဲ့ဒါကိုကျွန်တော်တို့ကမြောင်းရော့ထည့်တာလားခုနှစ်မြောင်းထည့်တာလားကိုးမြောင်းထည့်တာလားမသိပါဘူးခင်ဗျာနော်၅မြောင်းချမယ်၃မြောင်းမြောင်းမှာကျွန်တော်တို့အတတိယအဖွေလေးကိုစပြီးတော့ထည့်ပါဦးခင်ဗျာနော် အဲဘေးကထဲညာဘေးကထဲပြီးတော့ကွင်ကြီးတွေမြောင်းထဲအောင်ရအောင်လှုပ်ချမယ်ပေါ့နော်ဒီမှာကွင်ကျူးလေးကငယ်တဲ့အတွက်သူကပိုက်ရတာခြောက်ချပြီးတော့ကောင်းတယ်ပေါ့နော်အဲလိုမျိုးအဲတချို့ကလည်းပန်ကာကွင်ကြီးတွေကိုစားလေးလာချင်ကြတယ်ပန်ကာကွင်လေးတွေဒီကျွန်တော်တို့ပန်ကာကွင်လေးကဒီနောက်သေးသေးလေးကိုကျွန်တော်တို့ကွင်ရင်းတွေ900 300 900 600ထည့်ရမှာဆိုတော့တိတ်တော့အဆင်မပြေဘူးပေါ့ခင်ဗျာအစာပိုင်းလေးလာတဲ့သူတွေခောက်ဆုပ်သွားနိုင်ပါမယ်ခင်ဗျာဒါကြောင့်မလို့ကော်နက်ရှင်ကလည်းသူများနဲ့မတူတာကြောင့်မလို့ကျွန်တော်က ျွန်တော်မှရှိရဒီ award source လေးကိုကျွန်တော်တို့အဟောင်းဆိုင်ကအဝယ်ပြုလို့ရှိရင်ကျွန်တော်ရဲ့ညီကိုများကိုအဲပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့လီလာစုံစမ်းပြီးတော့စစ်သွဲမေးမြန်းကြပါလို့ပြောပြောလို့ပါတယ်ခင်ဗျာနော် Okay ကျွန်တော်တော့တင်တန်းကြီးရဲ့လို့တော့မတက်မတ်ထားပါဘူးခင်ဗျာနော်ညီကိုတို့အနေနဲ့စေတနာရှိသလားကျွန်တော်တို့အလူငွေလေးတွေပြတ်ထက်ပေါ့နော်အလူမျိုးတွေ ကျွန်တော်ကတော့ online ဆရာတော်ဘုရားကြီးတည်ထောင်ထားတဲ့သာသနာပြုဥယျာဉ်မှာပြန်လည်ပြီးတော့လူတန်းသွားမယ်ပေါ့နော်ကျွန်တော်လူအပ်တာတော့ YouTube ကပေးတဲ့ဒီ channel line လေးကပေးတဲ့မုတ်ဖိုးလေးကိုပဲကျွန်တော်အသုံးပြပါတကယ် channel line ကရလိုက်လဲကျွန်တော် online ဆရာတော်ဘုရားကြီးတည်ထောင်ထားတဲ့သာသနာပြုဥယျာဉ်ကိုအဲကျွန်တော်တသိန်းခွဲဝေပြီးလူရယ်ပေါ့နော်ဒီမြန်မာငွေတသိန်းလည်းဖန်ဖလောက်မှမရှိပါဘူးနော်အဲတယောက်တည်း လူဆိုလဲ၄၅ဆင်ရတော့ဒီအာအလုတ်ဆင်မပြီးတဲ့သူများတွေတော့အခက်ခဲဖြစ်တော့ဘုံเนาะညဆိုရင်အလုတ်စုပါပြီးတော့ဒါကြောင့်မလို့ကျွန်တော်ကနေပြီးတော့ဒီခါပြီးတော့ကျွန်တော်အလုတ်မှာရှိရဲလုတ်ဖို့ဂိုင်ဖိများရဲအတိကျမိတ်ဆွေများမှာကျွန်တော်တရားကိုတလမှာတရားစီကောက်ပါတယ်ခင်ဗျာเนาะဒါဆိုရင်ကျွန်တော်တို့လူအပ်တဲ့ဟာကိုကျွန်တော်စိုက်တယ်များရင်လည်းများတယ်လို့လူတယ်ပေါ့เนาะအဲ့လိုမျိုး အနည်းဆုံးကတော့ကျွန်တော်တသိန်းဒီမောင်ငွေတသိန်းဆိုတော့ဒီမှာဘတ်ဆင်ရ900ကျော်လောက်တော့ရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်လူဦးရေ1000လောက်မျိုးကျွန်တော်ဆိုင်မှာအလုပ်သမား900ဒါကျွန်တော်အဲ့အကူကအမျိုးသမီး1000ရှင်600အဲကျွန်တော်အမျိုးသမီးရေဆိုရင်900ရောက်ဒါဆိုရင်100လူနေပြန်ရောအဲ့လိုမျိုးလူနေတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကပဲစိုက်ရတယ်ပေါ့ခင်ဗျာနော်အရင်ကလည်းပဲအဲ့လိုမျိုးတဦးတယောက်လူဖူးတယ်ပေါ့နော်သူက300ပြိုင်900ပြိုင် အဲကျွန်တော်မုတ်ဖူးပြတယ်ပေါ့အဲဂျာမဲကျွန်တော်အတော့မပြုတ်ပဲနဲ့ကျွန်တော်ကဒီသာသနာပြုဥယျာဉ်ကိုပဲကျွန်တော်လူတာဖြစ်ပါတယ်တချို့အားလုံးမှာဆိုရင်ပေါ့လေဒီကျွန်တော်ဒီမှာဒိုင်နမိုမော်တာပြင်ဆိုင်မှာလုပ်နေတဲ့လဆာကြတော့အာဒါကျွန်တော်အမျိုးသမီးအကုန်ပိုင်တာပေါ့နော်ဒါပေမဲ့သူကလည်းပဲပြန်လဲပြီးတော့စီမံခွဲခဲ့ပြီးတော့သူ့ဘက်ကအမျိုးအမေရဲ့ကျွန်တော်ဘက်ကအမေရဲ့ဒါကိုစီမံခတ်ခွဲပြီးရင်မိသားစုလိုအပ်တဲ့ဟာရဲ့အဲဘာညာပေါ့ကလေးကြောင်စီရဲ့ဘာညာသူကသူစီမံခတ်ခွဲ ကျွန်တော်တော့ဘာမှဝင်မရှုပ်ပါဘူးခင်ဗျာနော်အဲ့လိုမျိုးလေးပါအဲကျွန်တော်ဒီလိုမျိုးပဲဆွေးနှဲစာလေးတက်ကနေပြီးပဲထည့်ဝေပြီးလူသွားမယ်ပေါ့နဲ့ကျွန်တော်တို့လောင်ကစားလောက်တာတို့အာဆီယံတောက်တာတို့ထိတ်တော့ကောင်းတော့ပေါ့ခင်ဗျာနော်ကျွန်တော်တို့ဒီ မာတလမှာ100ဆိုတော့ဤသူမဆိုလူနိုင်တယ်ခင်ဗျာနော်ထိုင်းနိုင်ငံမှာရှိတဲ့အမျိုးများလည်းပဲစီဝင်ချင်းကြီးကိုများလည်းပဲလူချင်းနေဆိုရင်ကျွန်တော်ရဲ့ Facebook account TikTok ဘာညာတွေကိုဆက်သွယ်ပြီးတော့ဒါလို့လည်းရပါတယ်ခင်ဗျာနော်တလမှာ100ပါလူချင်းရင်တော့ဆက်သွယ်ဖို့ခင်ဗျာနော်ကျွန်းနေစာလေးထည့်လို့ပြီးတော့ okay ဒါဆိုရင်ကျွန်တော်ဒီမှာတတိယ free ရဲ့ပထမ point လေး အစပိုင်းလေးကျွန်တော်တို့ဒီမှာစနေအခန်းကိုထိုင်နေပြီပေါ့နော်โอเคပါအဲချိန်ထားတဲ့ကျိုးလေးတော့ပြန်ဖြည့်ရမယ်ပေါ့ဗျာโอเคပြောစုတစုံတရားအမိုင်းများရှိတယ်တောင်းမယ်နော်ဒီမှာကျွန်တော်တို့ခွဲတော်မယ်ပြီးရင်ထဲမယ်ဘယ်ဘက်ကအရင်ထက်တယ်ညာဘက်ကလမ်းကြောင်းဆင့်ချတယ်ပြီးရင်အုပ်စလော့ထဲကိုကျွန်တော်စိတ်ကူးနေနေသွားရှာအောင်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာဘွား အုတ်စလော့ချမ်းမဲ့ဟာလေးကိုဘာညာလေးကိုကျွန်တော်သွားပြီးတော့ဟိုဘေးခန်းကသွားယူလာတယ်ဘာညာပေါ့ဗျာအဲဒီမှာကျွန်တော်တို့ကိုโอเคဒီကောင်ရပါသေးတယ်ကဲဒါဆိုရင်ဟိုဒီတတ်ထရအဖွေးရဲ့အစကွိုင်းလေးတော့အဆင်ပြေပြီပေါ့နော်အဲတော့ဒီမှာထည့်မယ်โอเคဒီမှာရှင်နေတဲ့ဂိုင်းကူးလေးကိုကျွန်တော်တို့ကညှိတဲ့နေရာမှာဒီကောင်ကိုဆွဲထည့်မယ်ပေါ်က ပြန်လာဒီကောင်ဆွဲထည့်လို့ဆိုရင်ဒီမှာတူတူဝင်လိုက်လာတယ်အပေါ်ကအနောက်ကိုပြန်ဆော်ဆွဲထည့်ဟမ်ပြန်ဆော်ဆွဲထည့်ပါโอเคဒီကတော့ကွိုင်းကိုကားမယ်ထည့်လို့ရတဲ့အထိအရာအောင်တို့ကားမယ်ကားပြီးသွားရင်တို့ကဘယ်မချမ်းကကွိုင်းကိုကျွန်တော်တို့အရင်ဆုံးထဲမှာဘောနော်ပြင်ညာပဲ လှုပ်ချမယ် okay ဘာကျွန်တော်တို့ coin ဟိုစစ်တူးနောက်ဆုံးလုံးလောက်တတ်တယ် coin ရဲ့ပုံစံနည်းနည်းပြည့်သွားတယ်ပေါ့နော်ဆိုတော့မြောင်းတဲ့ကိုထဲတဲ့ကောင်မှအတော့အလေးကြီးဖြစ်ပြီးတော့နည်းနည်းလေးထိုင်ရခက်တတ်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘယ်ဘေးကထဲညာဘေးကလမ်းကြောင်းစင်ပြီးရင်ထက်သွင်းလိုက်တော့ပေါ့ ကာတလီလာကျွန်တော်တို့ကဒီ quality ထည့်တဲ့အနေတောင်းမှဆိုရင်ကလော်ဒန်လေးတွေပေါ့နော်ကျွန်တော်အတုပ်ပြရပါတယ်ခင်ဗျာနော်ဒီကျွန်တော်တို့ okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာအစကွိုင်လေးတွေပြီးပြီပေါ့နော်ဒီကျွန်တော်အနှဲငယ်လေးတော်ကီအလူဖောက်ပြီးတော့နည်းနည်းလေးစကကြောစီအောင်မယ်ပေါ့နော် okay ဒီမှာကျွန်တော်တို့ဒီမှာကြီးလိုက်လို့ရှိရတယ်ဒီမှာလည်းတစား နှစ်စအဲဒီမှာလည်းတစ်စပေါ့နော်ဒါဆိုရင်အစကလေးတွေကိုကြီးလိုက်လို့ဆိုရင်တော့ဒီမှာတစ်ခုရယ်ဒီမှာတစ်ခုရယ်ဆိုတော့မိဖို့ခလောက်ပေါ့နော်ကျွန်တော်ဒီတုတ်ခွလေးပေါ့အဲဒီလိုပုံစံလေးရရှိမှာဖြစ်ပါထရီကန်လေးပေါ့နော်ဆိုလိုတာကအဲကျွန်တော်ဒီနေ့ RC အောင်မယ်ပေါ့လေဒါမော်တာအဝိုင်းပေါ့မော်တာအဝိုင်းဆိုရင်ကျွန်တော်ဒီနားကနေတစ်ခုထည့်လိုက်တယ် အစားပြီးရဒီမှာစေတစံစနေအပြီးဒီနာနေတော့တခါအစားပြန်လာစေတစံစနေအစေတစံစနေပြီးဒီနာနေတစားပေါ့ဒါဆိုရင်ကျွန်တော်ကဒီမှာမိဖို့ခလာပုံစံတော့သူကခလိကံလေးဖြစ်နေတယ်ပေါ့သူဒီမြောင်းလေးတွေကိုရေတွက်ကြည့်လို့ရှိရင်သူကတခုနဲ့ဒါတက်နဲ့ ုံးပေါ့တင်းနဲ့နင်းနဲ့အမြောင်းစကီကိုမြောင်းဆိုရင်ကိုမြောင်းကြာနေရမယ်ဒီကနေဒီကိုရည်လဲကိုမြောင်းကြာမယ်ဒီနှစ်ကနေနှစ်ကိုရည်လဲကိုမြောင်းကြာမယ်ကျိုးခေါင်းလေးတွေကိုပြောပါတယ်နော်နှစ်ကနေသုံးရည်ရည်လဲကိုမြောင်းဆိုကိုမြောင်းကြာနေရမယ်ဒီကနေရည်လို့ရှိရင်ကိုမြောင်းဆိုရင်ကိုမြောင်းကြာနေဒါဆိုကျွန်တော်ရည်ကြည့်မယ်ပေါ့နော်ကိုမြောင်းထဲတော့မနေဘူးပေါ့ခင်ဗျတော်တော်လေးဝေးတဲ့ဟာပေါ့နော်ဒါဆိုရင်ဒီမှာဒီကနေဆိုရင်အာ30 စတဲ့စနစ်စတုံးလောက်ကြာတယ်ခဏဒါရည်ကြည့်မှာတဲနေ3 4 5 6 7 8 9 10 11 12 13ဒီကနေ့ပြန်ရည်လည်းပဲတဲနေ3 4 5 6 7 8 9 10 11 12စကေးကြနေရမယ်သူကအကုန်လုံးက quality ဖြစ်နေရမယ်ပေါ့နော်ဒီကဒီကနေ့ဒီကိုဒီတက်ခေါင်းကနေနေခေါင်းကို73ဆိုရင်နေခေါင်းကနေ3လဲ73မြောင်းတက်ခေါင်းကနေတက်ဦးလဲ73မြောင်း quality ကြနေရမယ်အဲဒါဆိုရင်ကျွန်တော်အခုဒီမှာအစထည့်ပြီးဆိုတော့ အဆောင်ရဲ့အစလေးကိုကျွန်တော်တို့ကြိုက်ကြည့်တဲ့အခါမှာဒါကျွန်တော်တို့ကအစောနာကျွန်တော်ပြောပါတယ်ဒီဒီမှာတစ်ခုပေါ့နော်ဒီကနေပြီးတော့တစ်ခါချောင်းမြောင်းချားဆိုတော့ကျွန်တော်ဒီမှာ၃မြောင်းရှိနေပြီနောက်ထပ်၃မြောင်းချားပြီးလို့ဆိုရင်ကျွန်တော်ဒီမှာဒီကနေပြီးကတ်ချရမှာဖြစ်ပါတယ်နော်အဲရည်ပဲကြည့်မယ်ဆိုတော့မြောင်းအလုံးကကျွန်တော်တို့၉မြောင်း၉မြောင်းမြောင်းမှာကျွန်တော်တို့တစ်ခါထပ်ထည့်ရတဲ့အနေထားပဲဒါဆိုရင်ကျွန်တော်ဒီ၃ခုကိုကျွန်တော်ခဏကောက်တယ်ပြီးလို့ရှိရင် လမ်းကြောင်းလေးတွေဆင်းအောင်ကျွန်တော်ကဝိုင်းလေးတွေကိုသူ့ရဲ့နေရာပုံမှန်ဖြစ်အောင်ကျွန်တော်ကစူပေးရတယ်ဘာညာပေါ့ဗျာနော်ဒါလေးဒါတော့နည်းနည်းလေးသတိထားရမယ်နောက်မို့ရေသူကဝိုင်းရဲ့လမ်းကြောင်းလေးတွေရှုပ်တတ်ပါတယ်နော်โอเคဒါဒီကနေပြီးတော့ဒီမှာဒီကအစပေါ့နော်ပြီးရင်သူကစနစ်အခန်းမှာအစုပ်လေးတစ်ခုဖြစ်နေတယ်ဒါစနစ်ကနေရည်လို့ဆိုရင်ဆိုတော့ကိုမြောင်မြောင်ပါဆိုတော့ဒီကနေရည်ကြည့်1 2 3 4 5 6ခေါ်ရှင်း ကိုးမြောင်မြောင်မှာကျွန်တော်တို့ကွိုင်းကိုထပ်ထည့်ရမှာဖြစ်ပါတယ်အဲဒါဆိုရင်သူကချောင်းမြောင်ချပဲပြန်လက်ကြတယ်ပေါ့နော်နောက်ဆုံးမှာအစိုးကွိုင်းဒီကျွန်တော်တို့ကအာဆက်နှစ်အခန်းမှာကြာနေရမှာဖြစ်ပါတယ်နော်ကဲအပြောလေးတွေ short ပြီးတော့ကျွန်တော်တို့အလုတ်ကလေးနဲ့ကျွန်တော်တို့စပြီးတော့တက်တည်ပြကြည့်အောင်ပါဒါဆိုရင်ကျွန်တော်ဒီမှာကိုးမြောင်ကိုးမြောင်